ဘဝမှာအခက်အခဲတိုင်းကကြီးမာတယ်။နိုင်ငံခြားသွားဖို့ဆိုတာကို့အတွက်မဖြစ်နိုင်သလိုပဲ။ကျောင်းလျှောက်ဖို့အတွက်ဆိုင်ရက်စာရက်တွေပြင်ဆင်ရ။အင်္ဂလိပ်စာစကားအတွက်ပြင်ဆင်ရ။မိဘပတ်စံနဲ့ကျောင်းသွားတတ်တဲ့ကလေးဆိုရင်လည်းငွေရေးချေးရေးကုန်ကြရနဲ့။ကိုကကျောင်းအရွေးခံရရင်တော့မှဟိုရောက်တဲ့အခါမှာကို့ရဲ့လုံခြုံရေးပတ်ဝန်းကျင်သက်တငယ်ချင်းသက်ဗီဇာကိစ္စအဆအဆသောအခက်အခဲတွေကိုကြည့်ပြီးတော့မှလက်လျှော့လိုက်ခြင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့စဉ်းစားရင်လည်းစိတ်သက်ကြလာလို့ပဲဒါပေမဲ့မင်းမှလှုပ်ချင်စိတ်ဆန္ဒ motivation စစ်စစ်ရှိမယ်ဆိုလို့ရှိရင်ဒီဓာစီတိုင်းကမင်းကိုပို့ပြီးတံမာလာအောင် လေ့ကျင့်ပေးတဲ့ကိုခံပညာသင်မုံကြီးဖြစ်လာပါလိမ့်မယ်မင်းရဲ့လှုပ်ချင်စိတ်စူးစမ်းချင်စိတ်ကအင်္ဂလိပ်စာဆောင်ပွဲဖြေဖို့အတွက်ဒီဇိုင်းမမတ်လုပ်တယ်လုံခြုံရေးကိစ္စတွေကို စနစ်တကျစုံစမ်းရှာဖွေခိုင်းတယ်ပဝင်းကျင်တဲ့ တငယ်ချင်းအစ်စ်တွေရောက်ဖို့အတွက်လမ်းကြောင်းတွေကိုဂရုတစိုက်ရှာဖွေတယ်။ငွေရေးကြေးစုဆောင်းရအောင်။အာပညာသင်စုတွေရအောင်လို့စူးစမ်းခိုင်းတယ်။ဗီဇာကိစ္စအဝဝကိုစူးစမ်းပြင်ဆင်ခိုင်းတယ်။အဲ့ဒီအတားစီတွေကမင်းကိုမတားဆီးနိုင်ပါဘူး။မင်းရဲ့မဖြစ်မနေလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကသာအရေးကြီးပါတယ်။စိတ်ဓာတ်တက်ချွမှုရှိမှသာဒီလမ်းကြောင်းတစ်လျှောက်မှာအခက်ခဲတိုင်းကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးကိုယ့်ရဲ့စိတ်ဓာတ်ကိုတည်ဆောက်လိုက်ပါ ကြံတဲ့အရာအလုံးကစိတ်တည့်ရဲ့နောက်ကျောင်းပဲ့ကင်လာပါလိမ့်မယ်